وإذ أخذنا ميثاقكم ورفعنا فوقكم الطور خذوا ما آتيناكم بقوة واذكروا ما فيه لعلكم تتقون ثم توليتم من بعد ذلك فلولا فضل الله عليكم ورحمته لكنتم من الخاسرين ولقد علمتم الذين اعتدوا منكم في السبت فقلنا لهم كونوا قردة خاسئين فجعلناها نكالا لما بين يديها وما خلفها وموعظة للمتقين ပရမဗီဒီယိုထီအောင်ကျွန်တော်ရှင်းပြလာတာကတမန်တော်ခင်မှာရှိနေတဲ့ဣဇရေလလူမျိုးတွေကိုအလောင်ရှင်မြတ်ကနေအာရတ်တွေချပြီးတော့မှအတိပေးခိုင်းနေတယ်ဆိုလိုတာကတမန်တော်ဒီစစ်မှန်တဲ့နဗီဖြစ်ကြောင်းဆိုတဲ့ဟာကို ဣသရေလလူမျိုးတွေယုံကြည်ရလေအောင်ဆိုပြီးတော့မှသူတို့နှစ်ပေါင်း3-4000အတွင်းထဲမှာ ဖြစ်ခဲ့သမျှသောကြရာတွေထဲမှာတကယ် point တွေကိုအလောင်းရှင်မြတ်ကနေတမန်တော်နှုတ်ကနေတဆင့်ပြန်ပြောခိုင်းနေတာပဲဖြစ်တယ်ပေါ့အဲ့ဒီထည့်ရနေမှာနောက်ထပ် CD တစ်ခုပေါ့အဲ့တော့နောက်ထပ်အကြောင်းအရာတစ်ခုကိုတမန်တော်ကိုပြန်ပြောပြခိုင်းတယ်။ဘာပြော ပြလိုက်လဲ What is O ဣသရေလမျိုးနွယ်ဝင်တွေအတင်တို့ပြန်ပြောင်းသတိရကြကုန်ဆိုလိုတာကမင်းတို့ဓာတ်တွေဖြစ်ခဲ့ဘူးသေးတယ်နော်မှတ်မိသေးလားဆိုပြီးတော့ပြန်ပြောနေတာ اخذنا ميثاقكم ورفعنا فوقكم الطور တမန်တော်မူဆာအလัยဆလမ်ကိုအလ္လာဟ်ရှင်မြတ်ကနေပြီးတော့မှဝဟီချပေးတယ်။နဗီအဖြစ်နဲ့ဝဟီချပေးတယ်။အဲ့ဒါဘယ်မှာလဲဆိုရင်ဟိုအီဂျစ်ပြည်မှာအီဂျစ်ပြည်ကနေထွက်ပြီးတော့မပြေးခင်အရင်မှာကတည်းကတမန်တော်မူဆာအလัยဆလမ်ကနဗီဖြစ်ပြီ။နဗီဖြစ်ပြီဆိုတော့အဲ့ဒီမှာတမန်တော်မူဆာအလัยဆလမ်ကိုတူတောင်းပေါ်ခေါ်လိုက်တယ်။ခေါ်လိုက်ပြီးတဲ့နောက်ပိုင်းမှာရက်40ပထမလဲရှင်းကြပြီးတော့ရှင်းပြထားပြီးတော့ပြီ ရက်40အဲ့ဒီရက်40တမန်တော်အလောင်းရှင်မြတ်စီတို့မှာဟိုဗုဒ္ဓဘာသာဝင်သုံးတဲ့အသုံးနဲ့ပြောရမယ်ဆိုရင်ကမ္မထမ်းဝင်တယ်ပေါ့အဲ့တော့အလောင်းရှင်မြတ်ရဲ့ထံတော်ပေါ်မှာသွားပြီးတော့မှအခစားဝင်ရတယ်ဝင်ပြီးတော့ရက်40သူတောင်ပေါ်မှာနေခဲ့ရတယ်သူတောင်ပေါ့သူတောင်ဆိုတာကဘယ်မှာရှိလဲဆိုရင်အခုဒီနေ့ကျွန်တော်တို့ရှိနေတဲ့ဆိုင်းနာကျွန်းဆွယ်ပေါ့အစ္စရေအီဂျစ်ပြည်ဆိုင်းနာကျွန်းဆွယ်ဂိုလန်ကုန်းမြစ်ဒေသနားလေးမှာရှိတယ် အဲ့ဒီစိုင်းနာကျွန်းဆွယ်နာလေးမှာတူတောင်ဆိုတာရှိတယ်အဲ့ဒီတူတောင်ပေါ်ကိုတမန်တော်မူဆာကိုခေါ်တယ်ခေါ်တော့တမန်တော်မူဆာကတောင်ပေါ်မှာရက်40သွားနေတယ်နေပြီးတော့အဲ့ဒီမှာပြီးတော့ပြန်လာတဲ့အချိန်မှာတော်ရာရေးထားပါတယ်ဆိုတဲ့ကြောက်ဖြာကြီးတွေအများကြီးပါလာတယ်အဲ့ဒီပါလာတော့အဲ့ဒီကြောက်ဖြာကြီးတွေကိုတမန်တော်မူဆာလေးဆလမ်ကတပည့်တပန်းနေနဲ့တယ်လာခိုင်းလိုက်တယ်တယ်လာခိုင်းပြီးတော့မှအောက်ကိုရောက်တယ်တောင်အောက်ကိုရောက်ပြီးဆိုတဲ့အချိန်မှာတောင်အောက်ကအမျိုးသားကိုကိုယ့်ရဲ့ဆွေကိုယ့်ရဲ့အမျိုးတွေကိုပြောတာပေါ့ ဣသရေလလူမျိုးတွေကိုပြောတယ်။အိုးဣသရေလလူမျိုးတွေငါရဲ့အမျိုးသားတို့မင်းတို့ကိုအလောင်ရှင်မြတ်ကနေတာဝန်ပေးလိုက်တယ်။ဒီကျမ်းထဲမှာရှိနေတဲ့အရာတွေကိုမင်းတို့နာခံရမယ်။ဒါကမင်းတို့အတွက်ရှရီအတ်ပဲ။ဒါအလ္လာဟ်ဘက်ကနေပြထန်းလိုက်တဲ့ဘဝနေနည်းပဲဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးတမန်တော်မူဆာကနေချပေးတယ်။ချပေးတဲ့အချိန်မှာတို့ကဒီကျမ်းမှာလာနေတဲ့အရာတွေကိုဘာတွေလိုက်နာမှာလဲဆိုတဲ့ဟာတွေကိုတို့ကဖတ်ကြည့်လိုက်တယ်ဖတ်ကြည့်လိုက်တော့ကျတော့တချို့တချို့အမိန့်တော်တွေကတို့တို့ကဟာအရင်ပြင်းလွန်တာပေါ့လို့တို့ကဒီလိုမျိုး ယူဆကြတယ်ယူဆကြပြီးတော့ဘာပြောလဲဆိုတော့ဒီလိုအမိတ်နေကျွန်တော်တို့မနာခံနိုင်ဘူးဆိုပြီးတော့အဲ့လိုလိုချက်ချင်းပဲညင်းတာအဲ့တော့အဲ့လိုချက်ချင်းညင်းတဲ့အချိန်မှာအလောရှင်မြတ်ကနေပြီးတော့မှဟာဇရတ်ဂျီဘရာဟီလအလိုင်စလမ်ကိုဆေလွတ်လိုက်တယ်ဆေလွတ်ပြီးတော့မှဘာလို့လဲဆိုတော့ဂျီဘရာဟီလအလိုင်စလမ်ကတူတောင်ကိုကောက်ကင်လိုက်တယ်ကောက်ကင်ပြီးတော့မှအပေါ်ကနေသူတို့ကိုဒီလိုမျိုးမိုးထားလိုက်တယ်မိုးထားပြီးတော့မှမင်းတို့ငါအခုပြစ်ချလိုက်တော့မှနော်မင်းတို့အလ္လာခိုင်းထားတဲ့ဒီအမိတ်တော်တွေကမင်းတို့နာခံကိုရနိုင်တဲ့အနေထားတွေပဲခိုင်းထားတာ မင်းတို့မနိုင်ဝန်ထမ်းခိုင်းတာတွေအတခုမှမရှိဘူးအဲ့ဒါကြောင့်မလို့မင်းတို့နိုင်တဲ့ဝန်ပဲထမ်းခိုင်းတာတွေဟာကိုမင်းတို့ကရိုးမြတဲ့ချီးခါတယ်ဆိုပြီးစာဖတ်နေတယ်ပေတိခေါက်နေတယ်အဲ့တော့အဲ့လိုပေတိခေါက်နေတဲ့အတွကြောင့်မလို့ငါအခုတခါတည်းမင်းတို့ဒါကိုနာခံရင်နာခံမင်းတို့ဂရိပြုတရားကိုနာခံမယ်ဆိုပြီးတော့မှဂရိဝန်ခံဂရိပြုဝန်ခံဂရိမပြုဘူးဆိုရင်ဒီနေရာမင်းတို့ရဲ့တင်းကြိုင်းဖြစ်သွားလိမ့်မယ်ငါတခါတည်းဒီမှာပြင်းထက်လိုက်တော့မှဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးနဲ့တမန်တော် ဟိုဂျီဘရာအီလ်အလัยဆလမ်ကနေပြီးတော့မှအဲ့လိုချင်းချောက်တယ်ချင်းချောက်တဲ့အချိန်မှာတမန်တော်မူဆာအလัยဆလမ်ကနေပြီးတော့ကိုယ့်ရဲ့အမျိုးသားတွေကိုပြန်ပြောတယ်ဟိုအစ္စရေးလူမျိုးတွေငါရဲ့အမျိုးသားတို့မင်းတို့အဲ့လိုလူမျိုးမလုပ်နဲ့မင်းတို့ဒါနာခံနိုင်တဲ့အမိန့်တွေကိုပဲအလာချပေးထားတာအဲ့တော့မင်းတို့ဟိုမှာဂရိပေးဂရိတောင်းနေတယ်မင်းတို့ဂရိပေးလိုက်တောင်းလိုက်နာပါမယ်နာခံပါမယ်ဆိုပြီးတော့မင်းတို့ဂရိပေးလိုက်ပါဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့ဂရိပေးခိုင်းတယ်ပေးခိုင်းတဲ့အချိန်ကျတော့မှအဲ့ကျတော့မှသူတို့ကဒီ သူတောင်ကြီးသူတို့ပေါ်ပြစ်ချခံရမှာဆိုတဲ့အတွက်ကြောင့်မလို့သူတို့ဘာလုပ်တာလဲဆိုတော့ကဲကောင်းပြီဆိုပြီးတော့မှနာခံပါမယ်ဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးနဲ့သူတို့ကအဲ့ဒီလိုနာခံပါမယ်ဆိုပြီးတော့ဝန်ခံလိုက်တယ်အဲ့တော့ဝန်ခံပြီးတော့ကျွန်တော်တို့ဒီကျမ်းပေါ်မှာအပြည့်အဝလိုက်နာကြပါမယ်ကျင့်သုံးကြပါမယ်ဆိုပြီးတော့အလတ်ကိုသူတို့ဂရိပေးခဲ့ကြတယ်အလတ်ဘက်ကလည်းဂရိတောင်းခဲ့တယ်သူတို့ဘက်ကနေပြီးတော့မှလည်းမျိုးလိုက်ယူလိုက်အားလုံးမျိုးမျိုးမျိုးယူ၁၂ခုစလုံးဟာ ဒီတိုင်းပဲလိုက်နာပါမယ်ဆိုပြီးတော့မှသူတို့တွေဂရီပြုတ်ခဲ့ကြတယ်အဲ့ဒီဂရီပြုတ်ခဲ့ကြတယ်ဆိုတဲ့အဖြစ်အပျက်ကိုတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဆလမ်ကိုပြန်ပြောင်းပြောပြခိုင်းနေတယ်ဒီနေရာမှာအဲ့ဒီဟာကိုပဲပြောပြထားတာဖြစ်တယ်အခေါဒနာမီသာကောကွန်အဲ့ဒီအချိန်တုန်းကတစ်ချိန်တုန်းကတဲ့မင်းတို့မင်းတို့ရဲ့မင်းတို့ရဲ့ဘိုးဘွားပြည်ပင်တွေစီကနေငါအရှင်မြတ်ကဂရီတွေယူတော်မူခဲ့တယ်ဆိုတော့ကဝန်ခံဂရီလောက်ခိုင်းခဲ့တယ်ဝါရာဖာနာဖောဂါကုမတူရာအဲ့ဒီလိုလောက်ခိုင်းတဲ့အချိန်မှာတူရတောင်ကိုအပေါ်ကနေပြီးတော့ပြစ်ချထက်လိုက်မှာနော်ဆိုပြီးတော့ ဲ့ဒီလိုပုံစံမျိုးနဲ့အတင်တို့အပေါ်မှာတူတောင်ကိုအလောင်ရှင်မြတ်ကနေမိုးထားခဲ့တယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ဒီဒီတူတောင်မိုးထားခဲ့တယ်ဆိုတော့ဒီအဖြစ်ပြ Bible မှာလည်းပါတယ်ဂျူးတွေရဲ့ Jewish Encyclopedia ဆိုခေါ်တဲ့ဆွဲဆောင်ကျမ်းပေါ့ဂျူးဆွဲဆောင်ကျမ်းမှာဆိုလို့ရှိရင်လည်းပဲဒါတွေပါတယ်ဒီအဖြစ်ပြတွေပါတယ်အဲ့ဂျူးဆွဲဆောင်ကျမ်းမှာတည်းလည်းရေးထားပေးတယ်ဘလို့ရေးထားလဲဆိုလို့ရှိရင်ဒီတူတောင်ကိုတမန်ဂျိဗရာဟီလာလေးဆလမ်ကဘလို့လောက်လဲလဲဆိုလို့ရှိရင်အပေါ်ကနေပြီးတော့မားတဲ့ဒေအိုးတစ်လုံးမိုးတယ်လို့မျိုးပဲမိုးထားတယ် ဆိုလိုတာကဒီ day o နဲ့မင်းတို့အခုမြင်းထက်လိုက်တော့မှအခုခုတ်ထက်လိုက်တော့မှဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးပြောတယ်အဲ့တော့ဂျူးချန်းထဲမှာပါတာကဒီ encyclopedia ထဲမှာပါတာကဘာလဲဆိုလို့ရှိရင်မင်းတို့အမိတ်နာခံရင်နာခံမနာခံရင်ဒါမင်းတို့ရဲ့တင်ကြိုင်ပဲဖြစ်သွားလိမ့်မယ်ဆိုတဲ့အဲ့ဒီစကားကိုသူတို့ထဲမှာတုံးထားတယ်ပေါ့အဲ့ဒီဂျူး encyclopedia ထဲမှာတုံးထားတယ် အဲ့တော့ဒါဟာ Bible ကျမ်းထဲမှာလည်းပါတယ်ဂျူးတွေရဲ့ကျမ်းတွေထဲမှာလည်းပါတယ်အဲ့ဒီအဖြစ်အပျက်တွေပါတယ်ဆိုတဲ့ဟာတွေအားလုံးသူတို့ရဲ့ကျမ်းတွေမှာလည်းပါတယ်ဆိုတဲ့ဟာကိုတမန်တော်ကိုပြန်ပြောင်းပြီးတော့မှပြောပြခိုင်းနေတာအမှန်တကယ်တော့တမန်တော်ပြက်ကအဲ့ဒီကျမ်းတွေကိုသွားပြီးတော့ဖတ်တတ်တဲ့သူမဟုတ်ဒါပတ်ဝန်းကျင်ကတခွင်လုံးကသူတွေအားလုံးသိကြတယ်မကာမြို့သားတွေအားလုံးသိကြတယ်တမန်တော်ဒါတွေကို မလေ့လာနိုင်ဘူးမဖတ်နိုင်ဘူးမပြောတတ်ဘူးဆိုတဲ့ဟာတွေဒါအကုန်သိပြီးသားပဲအဲ့တော့အဲ့ဒီအဖြစ်အပျက်ကိုပဲဒီနေရာမှာမိတ်နေတယ် အတင်တို့ဘုံမှာတူတောင်ဝန်ကမိုးထားပြီးတော့မှမင်းတို့စီကနေငါဂရီယူခဲ့တယ်ယူခဲ့ပြီးတော့မှ အလောင်ရှင်မြတ်ကနေပါမိတ်လဲဟူဒူမာအာတိုင်နာကွန်ဘီကူဝါငါအရှင်မြတ်မင်းတို့ဘာတွေချီးမြှင့်လိုက်လဲချီးမြှင့်လိုက်တဲ့အရာတွေကိုမင်းတို့ကြစ်ကြစ်ပါအောင်ဟုတ်ပြီနော်ကြက်ကြက်မမတေချာလိုက်နာကျင့်သုံးကြဆိုပြီးတော့အလောင်ရှင်မြတ်ကနေပြီးတော့ခိုင်းလိုက်တယ်အဲ့တော့သူတို့စီကနေဂရီယူထားတယ်ဂရီယူတဲ့အချိန်မှာဘာပြောလိုက်လဲမင်းတို့ကြက်ကြက်မမကျင့်သုံးကြ ဲ့လိုကျင့်သုံးကြဆိုပြီးတော့မှအဲ့လိုပြောလိုက်တဲ့ချိန်မှာအားလုံးကလည်းဟုတ်ပါပြီကျွန်တော်တို့ကြကြမမှန်းနဲ့ဒါကို GU design နဲ့တေချာလိုက်နာကျင့်သုံးကြပါမယ်ဆိုပြီးဂရီတွေပေးခဲ့ကြတယ် was guru ma fihi ပြီးလို့ရှိရင်အဲ့ဒီမှာပါတဲ့ဟာတွေကို solidarity ဒီထဲမှာပါနေတဲ့ဒေသနာတော်တွေရှိတဲ့အာရက်တော်တွေရှိတဲ့တော်ရကျမ်းတွေကအဲ့ဒါတွေကိုမင်းတို့အချင်းချင်းဖလှယ်ကြအချင်းချင်းဖလေကြလာလကုမ်တတကုန်အဲ့လိုဒါတွေကိုမင်းတို့အမှတ်ရကြသတိရကြအမြဲတမ်းဒါတွေကိုသတိထားကြမင်းတို့ရဲ့ဘဝမှာ ဘဝနေနီးမှာဒါတွေကိုအမြဲတမ်းလိုလိုတတိထားကြလာအလကုမ်တတကွန်းအဲ့ဒီလိုမင်းတို့တတိထားပြီးတော့လိုက်နာကျင့်သုံးပြီးသွားမယ်ဆိုရင်မင်းတို့ဟာဒူးစရိုက်မှုတွေကနေရှောင်ကျဉ်နိုင်စွမ်းဖြစ်နိုင်မယ်အလရဲ့အကြောက်တရားနဲ့မင်းတို့လှုပ်တင်တာတွေမလှုပ်တင်တာတွေကိုခွဲနိုင်လာလိမ့်မယ်ဓမ္မအာဓမ္မကိုဝေခွဲနိုင်လာမယ်ပြီးရင်ဘာတွေလှုပ်တင်လဲဘာတွေရှောင်တင်လဲဆိုတာတွေဆောင်ရန်ရှောင်ရန်တွေလည်းမင်းတို့တွေသိလာလိမ့်မယ်ဆိုပြီးတော့အလောရှင်မြတ်ကနေအဲ့ဒီလိုမျိုးမိန်လိုက်တယ် အဲ့ဒီလိုမိုက်လိုက်တာတော့မှအစပိုင်းမှာသူတို့ကလိုက်နာကြတယ်လိုက်နာရင်လိုက်နာရင်နဲ့ပဲနောက်ပိုင်းကျတော့အဲ့ဒီမှာတချို့သောသူတွေတော်တော်များများမလိုက်နာဘဲနဲ့ဂရီတွေဖောက်ဖျက်ကြတယ်အလောက်ကိုဂရီပေးထားပြီးသားတော်ရကျမ်းထဲမှာပါတဲ့အတိုင်းကျွန်တော်တို့အမြဲတမ်းလိုက်နာပါမယ်ဆိုပြီးဂရီပေးထားတယ်ဒါပေမဲ့လည်းသုမတဝလိတုမင်ဘာဒီဇာလစ်နောက်ပိုင်းကျတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့လိုက်နာလို့တဲ့ဆန္ဒမရှိဘူးဆိုတော့အသာလေးအဲညနေလွဲခဲပြစ်ပုံစံမျိုးလှုပ်သွားကြတယ်ညနာလွဲကုန်ကြတယ် တော့လွှဲကုန်ကြတော့ဖလာလာဖတ်လူလာဟီအလေးကွမ်ဝရဟမတူဟူလကွန်တုမ်မင်အလ်ခါစရင်အလ္လာဟ်ကမိတ်တော်မူတယ်အဲ့ဒါလို့မလိုက်နာတော့ဘယ်နဲ့သွားလိုက်တယ်အဲ့ဒါလို့သွားလိုက်တဲ့ဟာကိုတော့မှလည်းပဲအလောရှိမြက်ကအတင်တို့အပေါ်မှာအလ္လာဟ်ရဲ့ကျေးဇူးတော်တွေအလ္လာဟ်ရဲ့ဂယုဏတော်တွေဒါမရှိဘူးဆိုလို့ရှိရင်အဲ့ဒီချိန်ကလေးကအတင်တို့ကိုအလ္လာဟ်ကဖြည့်ဆည်းပြစ်ပေးလိုက်လို့ရတယ်အတင်တို့အဲ့ဒီတုန်းကလေးကနေပြီးတော့မှပြည့်စည်ပြီးတော့မှစမုံတုံးသွားနိုင်တယ်ပေါ့ အတင်တော့အဲ့ဒီကလေးကနေစပြီးတော့ဘဝပြက်သွားနိုင်တယ်ဒါပေမဲ့အတော်ရှင်ဘက်ကအတင်တို့ကိုခဏအချိန်ပေးထားသေးတယ်ချက်ချင်းအေးမอยู่သေးဘူးအဲ့ဒီလိုပုံစံမျိုးနဲ့တော်ရကျန်းကိုကျန်းပါအချက်အလက်တွေကိုလည်းပဲသူတို့ကတဖြည်းဖြည်းနဲ့မလိုက်နာတော့ဘဲနဲ့နောင်လာနောက်သားတွေကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းစွန့်လွတ်ကုန်ကြတယ်အရှိကိုဆက်ပြီးတော့မှအလောင်းရှင်မြတ်ကမိတ်နေတယ်ဝါလကဒ်အာလင်တုမ်လ္လဒီနာအတဒောမင်ကွမ်ဖစ်ဆဘဒီဒါကနောက်ထပ်အဖြစ်အပျက်တစ်ခုနောက်ထပ်အဖြစ်အပျက်တစ်ခုကပါလဲဆိုတော့ သူတို့စနေနေ့မှာအလောင်းရှင်မြတ်ကနေပြီးတော့မှမင်းတို့တပတ်ကို6ရက်တိတိမင်းတို့ရဲ့လိုအပ်တဲ့ဝေယဝိစာကိစ္စတွေလုပ်เสียရှိတာလုပ်လို့ရတယ်စီးပွားရှာလို့ရတယ်လုပ်เสียရှိတဲ့ကိစ္စတွေအားလုံးလုပ်လို့ရတယ်ခရီးထွက်လို့ရတယ်အစုံလုပ်လို့ရတယ်ဒါပေမဲ့စနေနေ့တည့်ရက်အဲ့ဒီစနေနေ့တည့်ရက်ကိုအလောင်းရှင်မြတ်ဘက်ကနေပြီးတော့မှဒီဂျူးလူမျိုးတွေအတွက်ကိုဒါမင်းတို့အဲ့ဒီနေ့ကြလို့ရှိရင်အိဘာဒတ်ပဲလုပ်ရမယ်အလတ်ကိုကိုးကွယ်တဲ့ကိစ္စတွေပဲလုပ်ရမယ်ကျန်တဲ့ကိစ္စတွေဘာမှမလုပ်ရဘူးဆိုပြီးတော့မှအလတ်ဘက်ကနေပြင်ညက်လိုက်တယ် အဲ့ဒီပြည့်ညက်တယ်ဆိုတဲ့ကိစ္စတွေဟာခရစ်ယာန်တွေရဲ့ဒီ Bible ကျမ်းတွေထဲမှာလည်းပါတယ်သူတို့ရဲ့ဂျူးကျမ်းတွေထဲမှာလည်းပဲပါတယ်အဲ့ဒီစနေနေ့ရောက်ပြီဆိုတဲ့အခါကျရင်မလုပ်ရမယ့်အရာတွေအဲ့ဒီမလုပ်ရမယ့်အရာတွေကဘာတွေမလုပ်ရဘူးလဲဆိုလို့ရှိရင်မီးမမွေးရအောင်ချက်ပြုတ်စားတောက်တာတွေမချက်ပြုတ်တာမျိုးမလုပ်ရအောင်ခရီးမထွက်ရအောင်ရောင်းဝယ်ဖောက်ကားတာမလုပ်ရအောင်ပြီးလို့ရှိရင်ကုန်ထမ်းတာမျိုးတွေမလုပ်ရအောင်ထင်းမခွေရအောင်ဒါတွေကဝမ်းစာရှာဖွေတဲ့အလုပ်တွေအဲ့ဒီဝမ်းစာရှာဖွေတဲ့အလုပ်တွေအားလုံးကိုမလုပ်ရဆိုပြီးတော့အကုန်လုံးပိတ်ထားတယ်ဆိုလိုတာကစနေနေ့ကျရင်ဘာလုပ်မှာလဲ ။ဒါဆိုရင်စနေနေ့ဘာစားမှာလဲဆိုရင်စနေနေ့စားမယ့်အရာတွေကိုပထမရက်တွေတည်းအားလုံးကြိုတင်ပြီးစီစဉ်တာ။စီစဉ်ထားပြီးတော့အဲ့ဒီနေ့ကိုချက်တာပြုတ်တာကအစလုံးဝမလုပ်ရဘူး။တနေ့ကုန်အိဘာသက်လုပ်ရမယ့်အရာတွေတမျိုးပြီးတမျိုးတမျိုးပြီးတမျိုးတို့တွေကိုခိုင်းထားတယ်။အဲ့ဒီခိုင်းထားတဲ့အရာတွေကိုပဲလုပ်ရမယ်ဆိုပြီးတော့အလ္လာဟ်ဘက်ကနေတို့ကိုတာဝန်ပေးထားတယ်။အဲ့တော့ယေဟူဒီတွေရဲ့ကျမ်းတစ်ကျမ်းဖြစ်တဲ့မစ်ရှနာဆိုတဲ့ကျမ်းရှိတယ်။အဲ့ဒီကျမ်းထဲမှာအဲ့ဒီစနေနေ့ရောက်ပြီဆိုလို့ရှိရင်စနေနေ့ဟာတာဥပုံနေ့ သူတို့တဲ့ဥပုံတွေအဲ့ဒီနေ့ကျရင်ဥပုံဆောင်ရမယ်ဥပုံဆောင်ပြီးတခြားသောအိဘာဒတ်တွေအမျိုးစုံလုပ်ရမယ်ခောက်ဖို့ကိုးကွယ်ခြင်းတွေပုံစံမျိုးစုံလုပ်ရမယ်လုပ်ရမယ်ဆိုပြီးတော့အဲ့ဒီမှာ39မျိုးမလုပ်ရဆိုပြီးတော့မှတားမြစ်ပိတ်ပင်ထားတဲ့ဟာတွေကိုမစ်ရှင်နာကျမ်းထဲမှာဖော်ပြထားပါတယ်ဆိုပြီးပြောတယ်အဲ့တော့အဲ့စနေနေ့မှာ39မျိုးသောအလုပ်တွေကိုမလုပ်ရဘူးဆိုလိုတာအဲ့39မျိုးတွေအားလုံးပြန်ပေါင်းလိုက်မယ်ဆိုရင်လော်ကီရေးရံနဲ့ပတ်သက်တဲ့အရာတွေငွေရှာတယ်ဆိုတဲ့အလုပ်တွေနဲ့ပတ်သက်တဲ့အရာတွေအဲ့ဒါတွေအားလုံးကိုဘာတစ်ခုမှ မလို့ရဘူးခရီးထွက်တဲ့ကိစ္စတွေလည်းပဲမလို့ရဘူးရောင်းဝယ်ဖောက်ကားတာကုန်ထမ်းတာထင်းခွေတာမြည်မွေတာချက်ပြုတ်တာအဲ့ဒါတွေပါတကူမှမလုပ်နဲ့စနေနေ့မှာစားဖို့ကိစ္စကိုတောက်ချနေကြတဲ့ကနေကြိုတင်ပြီးပြင်ဆင်စရာရှိတာပြင်ဆင်စာစနေနေ့တည့်ရက်မှာရိုးစားထားအိဘာဒတ်လုပ်အဲ့ဒါပဲလုပ်ရမယ်ကျန်တာဘာမှမလုပ်ရဘူးဆိုပြီးတော့မှအဲ့ဒီလိုပုံစံမျိုးနဲ့အလာကနေသူတို့ကိုတာဝန်ပေးထားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့တခုသဘောပေါက်ဖို့လိုတာကဘာလဲဆိုတော့ဣသရေလလူမျိုးတွေပေါ်မှာအလောရှိမြတ်ကနေပြီးတော့သူတို့အတွက်ကိုဥပုံနေ့အတွက်စနေနေ့ဆိုပြီးထားပေးထားတယ် ခရိယံဘာသာဝင်တွေကိုကြတော့အလောင်းရှင်မြတ်ကခရိယံဘာသာဝင်တွေအတွက်ကိုတနင်္ဂနွေနေ့ဆိုပြီးတော့တတ်မှတ်ပေးထားတယ်။အဲဒီကြောင့်မလို့စနေနေ့ဟာဂျူးတွေရဲ့ပိတ်ရက်ခရစ်တနင်္ဂနွေနေ့ဟာခရိယံရဲ့ပိတ်ရက်ဆိုတဲ့အကြောင်းသူတို့ကကဘာမှာတစ်ခုလုံးမှာကွာတောင်းမရမကဇွတ်လိုက်ပြီးတော့မှတွန်းလောင်းတွန်းလောင်းနဲ့တွန်းလောင်းပြီးတော့ကဘာတစ်ခုလုံးမှာသူတို့ဘယ်နိုင်ငံပဲအုပ်ချုပ်အုပ်ချုပ်စနေတနင်္ဂနွေပိတ်ရမယ်ဆိုပြီးတော့မှအဲဒီလိုပုံစံမျိုးနဲ့လုပ်တယ်ပေါ့။လုပ်တော့နိုင်ငံနဲ့နိုင်ငံနဲ့မှာစနေတနင်္ဂနွေရုံးပိတ်ရက်ဆိုပြီးတော့အဲဒီလိုမျိုးတွေဖြစ်နေကြတယ်ပေါ့။ တော့အစ္စလာမ်သာသနာဝင်တွေကိုကြတော့အလောရှိမြက်ကတမန်တော်ရဲ့အွန်မတ်သားတွေကိုကြတော့အလောရှိမြက်ကအိဘာဒတ်လုပ်ဖို့အတွက်နေ့ကိုနေဒူးနေ့မြတ်အနေနဲ့တောက်ကြနေ့ကိုအလာကချီးမြှင့်ထားတယ်။ဒါပေမဲ့ခုနပြောသလိုဂျူးတွေကိုခိုင်းထားသလိုမျိုးဟိုဟာမလုပ်ရဒီဟာမလုပ်ရဆိုတဲ့အဲ့ဒီလိုပုံစံမျိုးတော့မဟုတ်ဘူး။တောက်ကြနေ့မှာအိဘာဒတ်ကိုဦးစားပေးပြီးတော့လုံတပတ်ကိုဟာဒီသ်တော်မှာတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဆလမ်မိန့်တော်မူထားတယ်။ အဲမျိုးနယ်စုတိုင်းလူမျိုးတိုင်းလူမျိုးတိုင်းအတွက်ကိုအုံမတ်တိုင်းအုံမတ်တိုင်းအတွက်ကိုအလ္လာဟ်ရှင်မြတ်ကတပတ်မှာတရက်အီးဒ်နေ့ဆိုပြီးတော့အဲ့လိုတတ်မှတ်ပေးထားတယ်။အစ္စလာမ်သာသနာဝင်ရဲ့အီးဒ်နေ့ကိုအလ္လာဟ်ရှင်မြတ်ကတောက်ချာနေ့အဖြစ်တတ်မှတ်ပေးထားတယ်ဆိုပြီးပြောတယ်။အဲ့ဒါကြောင့်မလို့အစ္စလာမ်ဥပဒေနဲ့အုပ်ချုပ်တဲ့နိုင်ငံတွေတော်တော်များများဥပမာပြအာဖဂန်နစ္စတန်တို့ဘာတို့တခြားသောတချို့တချို့သောနိုင်ငံတွေရှိတယ်။အဲ့လိုလိုအာရဗ်နိုင်ငံတွေအဲ့ဒီမှာတွေကသူကဘယ်နေ့ရပိတ်ရလဲဆိုရင်တောက်ချာနေ့ရပိတ်ရ။ တောက်ကြံနေရအစိုးရရုံးပိတ်ရဖြစ်တယ်။အဲ့ဒါကြောင့်မလို့တို့ကစနေတနင်္ဂနွေကြလို့ရှိရင်တို့ဖွင့်တယ်။တောက်ကြံနေဆိုရင်ပိတ်တယ်။ပိတ်ပြီးသွားလို့ရှိရင်တောက်ကြံနေမှာရောင်းဝယ်ဖောက်ကားတဲ့အလုပ်တွေဘာတွေတိတ်ပြီးတော့မလုပ်ဘူး။တို့ကအေးအေးဆေးဆေးနားနားနေနေနေတယ်။အိဘာဒတ်လုပ်စရာရှိတာတွေလုပ်တယ်။ဂျူမာမှာဖတ်ခင်ပြင်ဆင်စရာရှိတာတွေရှင်တယ်။ဂျူမာပြီးလို့ရှိရင်လည်းအိဘာဒတ်ဆက်လုပ်စရာရှိတယ်လုပ်တယ်။ပြီးအာဆာနဲ့မဂရစ်ကြားမှာဆိုရင်တောက်လျှောက်အိဘာဒတ်ပဲလုပ်ကြတော့တယ်။ဒါဟာတောက်ကြံနေတစ်နေ့လုံးဟာအိဘာဒတ်လုပ်ဖို့အတွက်ကိုပဲတည်တံအဲ့လိုထားထားတယ်ကြံတဲ့လော်ကီရဲ့ကိစ္စတွေအားလုံးအဲ့လိုမျိုးတွေ တန်ထားကြတယ်အဲ့ဒီလိုနိုင်ငံတွေမှာပေါ့အဲ့တော့စနေတနင်္ဂနွေဆိုပြီး2ရက်ရုပ်ပည့်ရက်ဆိုတာကအဲ့ဒီလိုတွေကြောင့်မလို့ဖြစ်လာနေတာဖြစ်တယ်အဲ့တော့တချို့သောနိုင်ငံတွေတော်တော်များများမှာဆိုလို့ရှိရင်ကြတော့မြန်မာပြည်မဟုတ်ဘူးကျွန်တော်တို့ထိုင်းတို့ဘာတို့မှာဆိုလို့ရှိရင်စနေနေ့ဟာအစိုးရရဲ့ရုံးနေတော့ပိတ်တယ်ဒါပေမဲ့ပုတ်ကလေးကရဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ဘန်တို့ဘာတို့အဲ့ဒါကြီးကတော့မပိတ်ဘူးဌာနဆိုင်ရာတွေပိတ်တယ်ဘန်မပိတ်ဘူးစနေနေ့လည်းပဲဘန်က အဲအချိန်အများကြီးပဲအလုပ်လုပ်လို့ရတယ်ဆိုလိုတာတပတ်ကို6ရက်ပန်ဖွင့်တယ်ကြံတဲ့ပုပ်ကလေးကလုပ်ငန်းတွေလည်းတပတ်ကို6ရက်ဖွင့်တယ်တနင်္ဂနွေနေ့တရက်ပိတ်တယ်အဲ့ဒီလိုပုံစံမျိုးနဲ့သွားကြတယ်အဲ့တော့အနောက်တိုင်းတွေကဇွတ်သွန်းလောင်းပါတယ်ဆိုတော့စနေတနင်္ဂနွေမရရအောင်ပိတ်ရမယ်ဆိုတော့အဲ့ဒီပုံစံမျိုးကိုသူတို့နိုင်ငံတွေမှာတိတ်ပြီးတော့ကျင့်သုံးလေးမရှိကြဘူးကျွန်တော်တို့မြန်မာပြည်မှာတော့စနေတနေ့ကနေရုံးပိတ်ရဲဆိုပြီးတော့အဲ့ဒီလိုမျိုးအပီးပိတ်ထားတာတွေတော့ရှိတယ်။ဒါပေမဲ့ဘာကြောင့်ပိတ်လို့ပိတ်ရမှန်းဆိုတော့ ါမြန်မာပြည်ကိုအရင်တော့အင်္ဂလိပ်အုပ်ချုပ်ခဲ့တယ်အုပ်ချုပ်ခဲ့တဲ့ချိန်မှာကလေးကစနစ်တင်းငင်းကလေးနှစ်ခုစလုံးကိုပေါင်းပြီးတော့ပိတ်ရက်အနေနဲ့ဆိုပြီးတော့တတ်မှတ်ခဲ့တဲ့ပုံမှာခုချိန်တည်းအောင်အဲ့ဒါကိုမလွန်ဆန်ပဲနဲ့ဒီတိုင်းပဲထားထားကြတာဖြစ်တယ်ပုံအော်ပိတ်ရက်တည်းရဲ့သဘောတရားဟာအဲ့ဒီလိုကနေလာတာဖြစ်တယ်မွတ်စလင်နိုင်ငံတွေတော်တော်များများမှာတော့တောက်ကြနေကိုပိတ်ရက်အဖြစ်ထားကြတယ်ပုံအဲ့ဒါအိဘာသက်လို့ဖို့အတွက်တီးတန့်တပတ်ကိုတရက်8နေလာတယ် ဆိုတော့လည်းကအဲ့ဒီနေဟာမိသားစုနဲ့အချိန်ပေးပြီးတော့နေမယ်အလတ်တွေအိပါသက်တည်လို့မယ်ဒီလော့ဂီရာကိစ္စတွေရောင်းရေးဝယ်တာတွေအဲဟိုရောင်းဝယ်ဖောက်ကားတာတွေအဲ့ဒါတွေအဓိကလုပ်လို့မရှိဘူးပေါ့အဲ့တော့စနေနေ့မှာအလောင်းရှင်မြတ်ကအဲ့ဒါတွေသူတို့ခိုင်းတာအဲ့တော့စနေနေ့မှာသူတို့ဝမ်းစာမချရလို့ပြောထားတော့သူတို့ကဘယ်နေရာမှာနေကြတာလဲဆိုတော့ပါလက်စတိုင်းရဲ့အာရေဗျမြောက်ပိုင်းမှာရှိနေတဲ့အီဒုံဆိုတဲ့နယ်ရှိတယ် အီဒုံဆိုတဲ့နယ်ရှိတယ်အဲ့ဒီအီဒုံကဘယ်မှာရှိလဲဆိုလို့ရှိရင်ပင်လယ်နီကမ်းခြေမှာအဲ့ဒီအီဒုံနယ်မှာပင်လယ်နီကမ်းခြေရှိတယ်အဲ့ဒီပင်လယ်နီကမ်းခြေမှာအီလီယာယွာဆိုတာရှိတယ်အီလီယာယွာဆိုတာကဘိုင်ဘယ်ကျမ်းထဲမှာတော့ဒီအီလီယာယွာဆိုတဲ့နဲ့ပတ်သက်ပြီးတော့ခဏခဏလာတယ်အိုအီလီယာသားတို့အိုအီလီယာသားတို့ဆိုပြီးတော့မှအဲ့ခဏခဏလာတယ်အဲ့တော့အဲ့ဒီအီလီယာယွာမှာသူတို့ကအဲ့ဒီဂျူးတွေအများကြီးနေကြတယ်တမန်တော်ဒါဝုဒ်အာလိုင်ဆလာမ်ရဲ့ခေတ်ပေါ့တမန်တော်ဒါဝုဒ်အာလိုင်ဆလာမ်ရဲ့ခေတ်ကနောက်နောက်မှလာခဲ့တာ ်တမန်တော်မူဆာရဲစလမ်ပြီးပြီးနောက်မှာတမန်တော်ဒါဝုဒ်အာရဲစလမ်ကလာတယ်တမန်တော်ဒါဝုဒ်အာရဲစလမ်ကိုဘိုင်ဘယ်ကျမ်းတွေထဲမှာဒေးဗစ်ဆိုပြီးတော့มาခေါ်တယ်ခရစ်ယာန်အဲဂျူးတွေကလည်းပဲသူတို့ရဲ့ဒီဒေးဗစ်ဆိုတာကဒါဂျူးတွေတော်တော်လက်ခံထားကြတယ်ဆူလိုင်မန်ဆူလိုင်မန်အလယ်စလမ်ရဲ့အဖေဒါဝုဒ်အလယ်စလမ်အဒါဝုဒ်အလယ်စလမ်ကအလွန်အင်ကျေပန်ကျေပြန့်လာတဲ့အင်ပါယာကြီးကိုသူအုပ်ချုပ်ခဲ့တာ ပြီးတော့တမန်တော်ဒါဝုဒ်အလိုင်စလမ်ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာတမန်တော်ဆူလိုင်မန်အလိုင်စလမ်ကိုအလ္လာဟ်ရှိမက်ကကဘာကြီးတော်တော်ကျယ်ပြန့်လာတဲ့အင်ပါယာကြီးကိုအုပ်ချုပ်ဖို့အတွက်ကိုအလ္လာဟ်ရှိမက်ကနေအုပ်ချုပ်ခိုင်းခဲ့တယ်။အဲဒီဒေးဗစ်နဲ့ဆော်လမွန်လို့ခေါ်တဲ့ဒီဘုရင်နှစ်ပါးဟာဂျူးတွေအတွက်ရောခရစ်ယာန်ဘာသာဝင်တွေအတွက်ရောခရစ်ယာန်ဘာသာဝင်တွေကလည်းဒါဒါသူတို့ရဲ့မျိုးနွယ်ဝင်တွေလို့ဒါကိုဒီလောက်ပဲလက်ခံတယ်။ဒါပေမဲ့ဂျူးတွေကကြတော့ဒါငါတို့ရဲ့အင်ပါယာဆိုတဲ့ဟာကိုသူတို့ဦးစားပေးပြီးတော့မှကို အထူးတလဲကိုသူတို့လက်ခံကြရတယ်ပေါ့အဲ့တော့အဲ့ဒီအီလီယာယွာအဲ့ဒီအီလီယာယွာသားတွေကကြတော့တန်ဃာအလုံးနဲ့ပဲအဓိကဝန်းစာရှာကြတယ်တန်ဃာအလုံးနဲ့ဝန်းစာရှာတယ်ဆိုတော့ဒါဆိုရင်စနေနေ့ဥပုံနေရောက်ပြီဆိုတဲ့အခါကျလို့ရှိရင်သူတို့ကဟိုအဲ့ဒီနေ့မှာငါးဖမ်းလို့လည်းမရဘူးငါးဖမ်းလို့မရဘူးဆိုတော့နေတာယွာမှာယွာမှာနေတယ်ယွာကကြတော့ပင်လယ်ကမ်းကြီးဆိုတော့အများရန်ငါးဖမ်းတဲ့လုပ်ငန်းလုပ်တယ်ဆိုတော့တောက်ကြအဲ့စနေနေ့ရောက်ပြီဆိုတဲ့အခါကျလို့ရှိရင်လည်းအလော်ရှင်မြတ်ရဲ့ဘက်တော်ကနေပြီးတော့မှ အလောင်းရှင်မြတ်ရဲ့ကိုဒရတ်တော်နဲ့ဘာလို့တယ်လဲဆိုလို့ရှိရင်အဲ့စနေနေ့ရောက်ပြီဆိုတဲ့အခါကျဲကမ်းမှာငါးတွေမတရားပွက်တယ်အဲ့တော့ဒါအလောင်းရှင်မြတ်ကလည်းအလောင်းရှင်မြတ်ကဒီဂျူးလူမျိုးတွေကိုစမ်းသပ်ဖို့အတွက်ကိုပဲလာပွက်ခိုင်းထားတာခါတိုင်းနေ့တွေသူတို့ငါးဖန်းစားတယ်အဲ့ဒီလောက်ငါးမလွယ်ဘူးဒါပေမဲ့စနေနေ့ရောက်ပြီသူတို့မဖမ်းရမယ့်နေ့ကြလို့ရှိရင်ငါက ကန်းနာမှာလာပြီးကန်းနာမှာကပ်ပြီးတော့မတရားပွက်တယ်ပွက်တော့ကြတော့သူတို့ကဘာလုပ်တယ်လဲဆိုတော့လူလေလုပ်တယ်လူလေလုပ်ပြီးဘာလုပ်တယ်လဲဆိုလို့ရှိရင်အဲ့နာမှာသွားပြီးတော့မှမြုံနေသူတို့ထောင်ထားလိုက်ကြတယ်ငါဖမ်းဖို့အတွက်ကိုပိုက်တီးတို့မြုံနေတို့အဲ့ဒါတွေသွားထောင်ထားတယ်လှုပ်ထားလိုက်ကြတယ်စနေနေ့မှာသူတို့ကတော့အေးအေးဆေးဆေးဘုရားကျောင်းမှာအီဘာသက်လှုပ်တယ်ဆိုတဲ့ပုံစံမျိုး for show ပြထားတယ်ဒါပေမဲ့သူတို့ရဲ့ရန်ရည်ရည်ကစနေနေ့မတိုင်ခင်မှာကတည်းကထောင်ထားလိုက်တယ်ထောင်ထားပြီးတော့အဲ့လိုမျိုးဖမ်းတယ်စနေနေ့ကျရင်ငါးတွေကမိတယ်မိတော့ဒါကလည်းပဲသူတို့ဟာတိုက်ရိုက်ပဲပြစ်မှုကျူးလွန်နေတာပဲ ော့အဲ့လိုကျူးလွန်နေတဲ့အပေါ်မှာအလောရှင်မြတ်ကနေဒါကိုမိတ်နေတယ်။ဝါလကဒ်အာလင်တုမ်အတင်တို့သိခဲ့ကြပါတယ်။ဘာလို့သိခဲ့ကြတာလဲ?အလ္လဒီနာအတဒောမင်ကွန်ဖစ်ဆဘတီစနေနေ့သူတို့အတွက်ဥပုံနေ့ကစနေနေ့အဲ့ဒီဥပုံနေ့ဆိုတဲ့စနေနေ့မှာအတင်တို့ဘာတွေကျူးလွန်ခဲ့ကြတယ်လဲ?မင်းတို့ရဲ့ဘိုးစဉ်ပေါင်ဆက်တွေဘလို့ကျူးလွန်ခဲ့ကြတယ်လဲဆိုတဲ့ဟာတွေကိုမင်းတို့သိတယ်တဲ့ဆိုပြီးတော့အလောရှင်မြတ်ကနေပြန်ပြောင်းပြောပြနေတယ်။အဲ့လိုပြောပြတယ်ပေါ့။အဲ့တော့အလောရှင်မြတ်ကအဲ့ဒီလိုလုပ်တဲ့လူတွေကိုဘလို့အေးအေးယူလဲဆိုတော့ ါက Bible ကျမ်းမှာလည်းပါတယ်ဂျူးတွေရဲ့ကျမ်းတွေထဲမှာလည်းပါတယ်မင်းတို့ဟာမင်းတို့ဒါမလုပ်ရဘူးဝမ်းစာမရှာရဘူးတို့အလာကန့်တတ်ထားပါလျက်နဲ့မင်းတို့ဒါကိုဘာကြောင့်ဖြီဆန်ကြတာလဲကျူးလွန်ကြတာလဲဆိုပြီးတော့အလာဘက်ကနေသူတို့ကိုအဲ့ဒီလိုမျိုးမေးတယ်မေးပြီးတော့မှသူတို့ကိုပြစ်ဒဏ်ခတ်တဲ့အနေနဲ့ဘာလုပ်လိုက်တယ်လဲဆိုလို့ရှိရင်မင်းတို့ ဒါကတရွာလုံးကလူတွေကျူးလွန်တာမဟုတ်ဘူးတချို့တချို့သောလူတွေကျူးလွန်ကြတာအဲ့လိုတချို့တချို့သောလူတွေဒါပေမဲ့အဲ့တချို့တချို့သောကလည်းလူများစုပဲအဲ့လိုလိုလူများစုကျူးလွန်ကြတဲ့အတွက်ကြောင့်အလောရှင်မြတ်ကလည်းသူတို့ကိုအာဇာဖျတဲ့အနေနဲ့ပါလို့တယ်လေဖခုလ်နာလဟုမ်အာရှင်မြတ်ကသူတို့ကိုပြစ်ဒဏ်ခတ်တော်မူတယ်ကူနူကိရတတန်ခါစီအင်းမင်းတို့ဟာလုံးဝတိတ်ခါမရှိတော့ လုံးဝရုပ်ပြက်ဆင်းပြက်ဖြစ်နေတော့မြောက်တွေဖြစ်ကြတော့ဆိုပြီးတော့အလ္လာဟ်ဘက်ကနေအဲ့ဒီလိုအမိန်ထုတ်လိုက်တယ်အမိန်ထုတ်လိုက်တဲ့ကြောင်အလ္လာဟ်ရှိမြတ်ကသူတို့ဘုံမှာအာဇာဖြားလိုက်တယ်အဲ့ဒီအာဇာဖြားလိုက်တဲ့ကြောင်သူတို့ဘာဖြစ်ကုန်ကြလဲဆိုတော့လုံးဝရုပ်ပြက်ဆင်းပြက်မလှတိတ်ပြီးတော့လှလှပပမရှိကြည်ပွေရှုပြေမဖြစ်တဲ့အဲ့ဒီလိုကြည်ပြေရှုပြေမရှိတဲ့မြောက်တွေဖြစ်ကုန်ကြတယ်အဲ့ဒီမြောက်တွေဖြစ်ကုန်ကြတယ်ဆိုတဲ့နေရာမှာတက်ဖ်စီပညာရှင်တွေကပုံစံနှမျိုး ဟာဒီစ်တော်တွေဇီယန်နေဆင့်ပြန်လာတယ်။ပုံစံတစ်မျိုးကပါလဲဆိုတော့လုံးဝလူကနေပြီးတော့အပီးမြောက်အသွင်အပီးပြောင်းသွားတယ်။အမှုအရာတွေရောသူတို့ရဲ့ရုပ်သွင်ပြင်တွေရောအားလုံးဟာမြောက်တွေဖြစ်ကုန်ကြတယ်။အော်အစိုးနှစ်ခုတည်းမှာပရမတ္တဆတ်ဆိုတစ်ခုကပါလဲဆိုလို့ရှိရင်ဒါတပ်စီပညာရှင်အများစုလက်ခံထားကြတဲ့အစိုးအဲ့ဒီအစိုးကပါလဲလုံးဝမြောက်အသွင်အပီးပြောင်းသွားတာ သူတို့ကြည့်ရင်လူဆိုတာမမြင်ရဘူးမြောက်ပဲမြင်ရမယ်အမှုအရာတွေရောပုံစံတွေရောအားလုံးမြောက်တွေဖြစ်ကုန်ကြတယ်အဲ့တော့အဲ့ဒီလိုပုံစံမျိုးနဲ့အလောရှင်မြတ်ကသူတို့ရဲ့ရုပ်တွင်ပြကိုဖျက်ဆီးပြစ်ပလိုက်တယ်ဒုတိယအဆိုတစ်ခုရှိတယ်ဒုတိယအဆိုတစ်ခုမှာတပ်စီပညာရှင်တွေကဘယ်လိုဖွင့်ဆိုလဲဆိုတော့အဲ့ဒါကကြတော့သူတို့ဟာလူရဲ့ရုပ်တွင်ပြကတော့ရှိနေတယ်ဒါပေမဲ့သူတို့ရဲ့အမှုအရာတွေကမြောက်တွေလိုမျိုးပဲအမှုအရာတွေဖြစ်ကုန်ကြတယ်မြောက်တရဲ့လှုပ်ရှားတဲ့ပုံစံဘယ်လိုပုံစံနဲ့လှုပ်ရှားကြလဲအဲ့ဒီလှုပ်ရှားတဲ့ပုံစံတွေဖြစ်ကုန်ကြပါတယ်ဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုး ထင်ပြန်လာတယ်။ဒါပေမဲ့တက္ကသိုလ်ပညာရှင်အများစုယူတာကတော့လုံးဝအပြီးမြောက်အသွင်ကိုပြောင်းသွားတယ်ဆိုတဲ့ဟာကိုယူပါတယ်။ဟောကုနုကိရတတန်ခါစီအင်းအလောရှိမြတ်ကနေမိတ်တယ်မင်းတို့ဟောဗနောရုပ်ပြက်ဆင်းပြက်မြောက်တွေဖြစ်ကုန်ကြတော့ဆိုပြီးတော့အဲ့လိုမျိုးဖြစ်ခိုင်းလိုက်တဲ့ချိန်မှာအလုံးတမဟုတ်ချင်းဆိုသလိုမြောက်တွေဖြစ်ကုန်ကြတယ်။ဖြစ်ကုန်ကြတော့အဲ့ဒီမှာမိသားစုဝင်တွေကနေပြီးတော့မှတော်တော်လေးကိုတနာကုန်ကြတယ်။ဟာမင်းတို့တွေ့လား အလိုက်အမိန့်ကိုမင်းတို့မဖီဆန်ရဘူးလို့ပြောထားတယ်ဒါကိုမင်းတို့ဖီဆန်ကြတယ်ဖီဆန်ကြတဲ့အကြောင်းအခုဒီမှာပြင်းပြင်းထန်ထန်မင်းတို့အေးအေးယူခံရပြီတွေ့လားဆိုပြီးတော့အလောင်းရှင်မြတ်ကနေသူတို့ရဲ့အိမ်သူအိမ်သားတွေကသူတို့ပြောကြတယ်ပေါ့ပြောကြပြီးတော့ဘာဖြစ်တယ်ဆိုလို့ရှိရင်ဒီမြောက်တွေကသူတို့ကအရန်ရှက်ကြတယ်ရှက်ကြတော့သူတို့ရဲ့ကိုရက်ရွာတဲ့ကိုကိုပြန်လာပြီးတော့မှ ကိုအိမ်မှာကိုလာနေဖို့ကလည်းတို့ကမနေရဲဘူးမနေရဲကြတဲ့အတွက်ကြောင့်ဘာလို့လဲဆိုတော့တို့ကသူတီးတန်းအပြင်မှာနေကြတယ်နေကြရင်းကနေပြီးတော့မှရက်ပိုင်းအတွင်းထဲမှာတချို့က3-5ရက်အတွင်းထဲတည်တယ်တချို့ကတပတ်နှစ်ပတ်သုံးပတ်အဲ့လိုမျိုးအတွင်းထဲမှာတည်တယ်တချို့ကရက်40လောက်နေတော့အပြီးတည်ကုန်ရတယ်တို့ဘာသာတို့အပြီးညိုသုံးပြီးတော့တည်ကုန်ရတယ်တို့အစာကျွေးဖို့တော့ကိုအိမ်ကလူတွေကနေအစာတွေတည်တယ်လာပြီးမြောက်အစာတွေအရင်တော့ကလူအစာကျွေးနေရတာနဲ့အခုမြောက်အစာတွေလာလာပြီးတော့ကျွေးရတော့တယ် ဲ့ဒီပုံစံမျိုးနဲ့အလာကအေးအေးယူလိုက်တယ်အဲ့ဒီလိုအေးအေးယူခံရတယ်ဆိုတဲ့ဟာကရွာသားတွေအားလုံးလည်းသိတယ်ပြင်မှာရှိနေတဲ့တခြားသောဣသရေလူမျိုးတွေအားလုံးစီကိုလည်းဒီတမိုင်းကြောင်းတွေကအကုန်လုံးပြန့်နှံ့ကုန်တယ်ဒီလိုမျိုးပြင်းပြင်းထန်ထန်ဒါအလတ်ရဲ့အမိန့်တော်တွေကိုဖောက်လွဲဖောက်ပြန်လောက်ကြတဲ့အတွက်ကြောင့်လက်တလုံးညာလှဲ့တဲ့အတွက်ကြောင့်မလို့အလောရှင်မကအဲ့ဒီလိုအေးအေးယူလိုက်တယ်ဆိုတဲ့ဟာကကဘာတစ်ခုလုံးမှာတမိုင်းတွေပြန်ကုန်ရတယ်ဒီတည်င်းတွေက အဲ့တော့ဒါဘာကြောင့်ဖြစ်စေတာလဲအရှိတ်ဆက်ပြီးအလာကပေးနေဖာဂျာလ်နာဟာနကာလလီမာဘိုင်နယဒိုင်ဟာဝမာခလ်ဖာဟာဒီလိုဘာကြောင့်ငါလှုပ်လိုက်တာလဲဆိုလို့ရှိရင်ဒါငါအများသူငါအတွက်ကိုတန်ဝေကရရလေအောင်ဒါတန်ဝေကယူလို့ရရလေအောင်ဆိုပြီးတော့မှဘယ်လိုလူတွေအတွက်လဲလက်ရှိရှိနေတဲ့သူတွေအတွက်ရောလက်ရှိရှိနေတဲ့သူဆိုတာဒီခုနပြောတဲ့ဒီယွာလေးမှာပဲရှိနေတဲ့သူတွေကိုမဟုတ်ဘူးအီလီယာယွာလေးမှာပဲရှိနေတာမဟုတ်ဘူးတခြားတခွင်လုံးမှာရှိနေတဲ့အစ္စရေးလူမျိုးတွေဘယ်နေရာမှာပဲနေနေ ဘယ်တိုင်းဘယ်ပြီမှာပဲနေနေအဲ့လိုနေသည်များသောနေရာတွေအားလုံးကသူတွေအားလုံးကိုအလတ်အမိန်ကိုဖီဆန်းရင်ဒီလိုတွေဖြစ်တတ်တယ်ဆိုတဲ့ဟာတွေကိုပြဖို့အတွက်ပြီးတော့ဒါဟာနောင်လာနောက်သားတွေအတွက်ကိုလည်းပဲတွေ့လားငါတို့ဘိုးစဉ်ပေါင်းဆက်တုန်းကဘိုးဘေးဘီဘင်တွေဘယ်လိုလုပ်လို့ဘယ်လိုဖြစ်ခဲ့ကြတယ်ဆိုတာကိုသိရအောင်ဆိုပြီးတော့မှအလတ်ဘက်ကနေဒါကိုဒီလိုမျိုးတန်ဝေကအနေနဲ့ဖြစ်စေထားတာဖြစ်တယ်ဒုတိယအနေနဲ့ပြောလဲဝါမဝါအိဒ်ဝါတလ်လ်မုတ်တဂီန် ပြီးတော့အလောက်အမှန်တကယ်ကြောက်ရွံ့ကြပါတဲ့သူတွေဆိုတဲ့သူတွေအတွက်ကိုဒါဆုံးမဩဝါဒဖြစ်ဖို့အတွက်ကိုလည်းအလားကဒီလိုပုံစံလေးတကယ်ဖြစ်စေခဲ့တာဖြစ်တယ်ဒီသမိုင်းတွေဟာဒါအလွဲတွေမဟုတ်ဘူးဒါဂျူးဘာသာဝင်တွေမှာလည်းရေးထားတယ်ခရစ်ယာန်ဘာသာမှာလည်းပဲသူတို့ရဲ့ Bible ကျမ်းတွေထဲမှာရေးထားတယ်ကုရ်အန်ထဲမှာလည်းဒါတွေဖော်ပြထားတယ်ဒါအမှန်တကယ်ရှိခဲ့တဲ့အကြောင်းအရာဖြစ်တယ်အဲဆိုဒီနေရာမှာတကွရှိတာဒါဝင်းရဲ့ theory ပေါ့လူဟာမြောက်ကဆင်းသက်လာတာပါဆိုပြီးတော့သူတို့ကပြောကြတယ်ပြောကြတော့တချို့လူတွေကတိတ်တချို့ အဲ့ဒီဒါဝင်း theory ကိုလက်ခံကြတဲ့သူတွေကဘာပြောလဲဆိုတော့တွေ့လားဒီမှာအဲ့ဒီမြောက်ကနေဆင်းသက်လာတယ်ဆိုတာဒီမှာဒီလိုမြောက်ဖြစ်သွားတယ်မြောက်ဖြစ်သွားပြီးမြောက်ကနေမှလူတွေပြန်ဆင်းသက်လာတယ်ဆိုပြီးတော့ဒီလိုပုံစံမျိုးပြောတယ်အဲ့တော့အဲ့ဒါကမမှန်ဘူးဘာဖြစ်လို့မမှန်လဲဆိုတော့အခုနကျွန်တော်ရှင်းပြပြီးပြီအဲ့ဒီအလာအသွင်ပြောင်းလိုက်တဲ့ဒီမြောက်ရုပ်ဖြစ်စေသွားတဲ့ဒီလူတွေဟာ ရက်ပိုင်းလေးအတွင်းနေထဲမှာပဲတဖုတ်ဖုတ်တဖုတ်ဖုတ်နဲ့အဲ့လိုမျိုးတည်ကုန်ကြတယ်သူတို့မိသားစုဝင်တွေကိုယ်တိုင်ကိုယ်ကပဲသူတို့တကြိုပေးခဲ့ကြတယ်သူတို့စီရင်နေနောက်ကိုပါပါပါသားစဉ်ညင်းစံမှာဆက်ဖွားခဲ့တယ်ဆိုတာမရှိဘူးဒါအားလုံးအတိပဲဖြစ်တယ်တမိုင်းမှာကွာအဲ့တော့အတိပဲဖြစ်တဲ့တကြောင်မလို့မြောက်ကနေပြီးတော့လူကဆင်းသက်လာတယ်ဆိုတာမဟုတ်ဘူးဒါအဲ့တော့ဒါကလည်းပဲ တမန်တော်ခင်မှာရှိနေတဲ့ဂျူးဘာသာဝင်တွေဣသရေလူမျိုးတွေကိုပြန်ပြောင်းပြီးတော့မှဒါတွေကိုမင်းတို့ပြန်သတိရကြတော့မင်းတို့ရဲ့ဘိုးဘေးပြည်ပင်တွေကိုအလားဘလို့အေးအေးယူခဲ့တယ်ဆိုတာတွေမင်းတို့သိကြတော့ဆိုပြီးတော့မှရှင်းပြဖို့အတွက်ကိုပြောပြထားပေးတာဖြစ်တယ်ဗျ။